မင်္ဂလာပါခင်ဗျာ၃ရောက်ရှိရင်နှစ်ဖွဲ့ကွဲတဲ့ကျွန်တော်တို့တိုင်းပြည်ဒေါက်တာတေဇာဆန်းမန္တလေးမှာဆန္ဒပြတဲ့ပတ်သက်ပြီးတော့တော်လှန်ရေးဘက်ကလူတွေပါဆိုတဲ့လူတွေပါထွက်ပြောလာတာတွေ့တယ်တေဇာဆန်းကဘာလို့ဖြစ်နေတာလဲပြည်သူကိုတက်ကွင်းနေပို့နေတာလားဒီလောက်လုံနေတဲ့ကောင်တွေကိုဒီလိုလုတ်ပြတော့ပြည်သူကိုအဲထိအောင်လုတ်တာလားဆိုတဲ့စကားတွေကိုကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဘက်ကလူတွေပါပြောလာတာတွေ့တော့ကျွန်တော်တော်တော်စိတ်မကောင်းဘူးဗျဒေါက်တာတေဇာဆန်း အဲ့ဒီမြို့ထဲမှာစန္ဒသွားပြတဲ့နေရာမှာခမည်းတော်ပြနိုင်တယ်တောက်တာတေဇာဆန်အုံနောက်မဲ့နေတဲ့လူမဟုတ်ဘူးနော်အတ္တိတရားရှိတဲ့ဆရာဝန်တယောက်သူ့အသက်ကိုတူဗဒာနာမထားပဲနဲ့အဲ့ဒီမန္တလေးဈေးချိုတဲ့အထိရောက်အောင်လူတို့ဇာတိတွဲဇာတိမှန်တက်ကြွလာအောင်ဒီလိုဝင်လို့ဖို့ဆိုတဲ့အလုပ်ကိုတာမန်အခုဒေါက်တာတေဇာဆန်ကိုဝေဖန်နေတဲ့သူတွားလုံနိုင်လားမလုံနိုင်တချက်နော် အဲ့ဒါဆိုရင်ကျွန်တော်မေးမယ်ဒေါက်တာသေစာစန်းစန္နပြလို့စစ်တပ်ကအဲ့လိုလုပ်တာလားစန္နမပြတဲ့ data တွေမှာမလုပ်ဘူးလားအချောင်တရားတွေနဲ့နေရာကမချောက်ချားပါနဲ့ဘာမှမလုပ်လဲလုံနေတဲ့စစ်တပ်လေကျွန်တော်ဖတ်ပြမယ်ဓမ္မဒီတနေ့တဲ့ကဏီမြို့နယ်ထောက်ကြံကုန်းယွာချင်းတွင်းမြစ်ကမ်းစိတ်ကိုစစ်တပ်ကဘုံကျဲတာပြည်သူနှစ်ယောက်တွေ့တယ်အဲ့ညမှာဒေါက်တာသေစာစန်းစန္နတော့မပြဘူးနော်ဘယ်ပြည်သူမှလည်းစန္နမပြဘူးနော်ရွှေဘုံမြို့နယ်တစ်ချိုပင်ကို ဘုံကျဲတာအသက်9နှစ်ရွယ်မတ်ဝင်းလက်လက်ထုံးအပါဝင်ပြည်သူတုံးဦးတရအဲ့ဒီမှာလဲဒေါက်တာတေဇာဆန်းနဲ့ဆန္ဒမပြဘူးဘယ်ပြည်သူမှလည်းဆန္ဒမပြဘူးနော်တိုက်ပွဲလည်းမဖြစ်ဘူးရန်ကုန်ရဲ့ဆက်အဲရန်ကုန်ရဲ့ဆက်လင်းရဲ့ဝမ်းတွင်းမှာရှိတဲ့နေရာမှာဆက်လင်းမှာအဒီဝမ်းတွင်းမှာဆိုလို့ရှိရင်တွေ့တဲ့လူအကုန်လိုက်ဆွဲတာလူ90ကျော်တနေ့တဲ့ပေါ်တာဆွဲခံထိတယ်အဲ့ဒီမှာလဲဘယ်သူမှဆန္ဒမပြဘူးဘာတိုက်ပွဲမှလည်းမဖြစ်ဘူးနော် ပေါင်းမြို့နယ်မှာပြည်သူ၄ဦးကိုဖမ်းဆီးပြီးတော့နရွက်ဖြတ်တယ်လက်တွေဖြတ်တယ်တပ်ဖြတ်သွားတယ်အဲ့ဒီမှာလည်းတိုက်ပွဲဖြစ်နေတာမဟုတ်ဘူးဆန္ဒလည်းဒေါက်တာတရားစန်းဆန္ဒသွားမပြောက်နော်ချောင်းဦးမြို့နယ်ကြည်ကုန်းရွာကိုမီးရှို့လို့တရွာလုံးဖျက်ချကုန်တယ်နော်ပြီးလို့ရှိရင်တနင်္လာရီတိုင်းတရချောင်းမြို့နယ်ဝရက်ကမီးဝင်ရှို့သွားတယ်တရချောင်းမြို့နယ်မှာရှိတဲ့ចောင်းဆရာဆရာမကစားစီရီယံမရှိဘူး အားလုံးဟာနမ်စီဒီယန်ကြီးကြောင်းတက်နေတာတိုက်ပွဲလည်းမဖြစ်ဘူးတည့်ချောင်းရဒါပေမဲ့အင်ဂျင်အလုံး60ကျော်ကုန်အောင်မီးရှို့သွားတယ်အဲ့ဒီမှာဒေါက်တာတေဇာဆန်းဆန္ဒလာပြလို့လားညင်အောင်ကြည့်ပါလုံနေတဲ့လူညံမှာခံစားကြည့်ပါဗျာအတက်ပေးပြီးလုံနေတဲ့လူညံမှာချီးမကျိုးတဲ့အပြင်စောက်ပြစ်ပါထပ်ပြောတဲ့ပြည်သူကိုထိခိုက်စေခြင်းလို့လားဆိုတဲ့စကားဘလောက်ရင်နာဖို့ကောင်းတယ်စဉ်းစားကြည့်ဟမ်အဲ့ဒီဒေါက်တာဒေသာဆန်းယူနေတဲ့လူပြောင်းမဟုတ်ခမရတော့ကျွန်တော်တို့အုံနောက်ရှိတယ်လို့တုကောင်းထဲမှာလည်းအုံနောက်ရှိတယ် သူ့အတက်တောင်သူသတိပြီးတော့ဒီလိုနေရာဝင်ပြီးဒီလိုလောက်တယ်ဆိုတော့ဘာတော့ကြောက်လဲဆိုတော့မန်အောင်ရှိပါထိမှခိုက်မှတေလောက်အောင်ကြောက်နေမယ်ဆိုရင်တော်လန်ရင်ဘက်ကပါလို့ရက်မတီနဲ့ဝေဝေးသွားနေရှင်းရှင်းလေးပဲအဲ့လိုအကြောင်းတရားနဲ့ခြောက်ချလို့နှစ်ပေါင်း60ကျော်ခင်ခံခဲ့ဘူးဟာမီဒီနေ့ချိန်ထိထပ်ပြီးတော့အာထိမှကြောက်မှလို့မင်းတို့ဘာမှမလုပ်လဲအိတ်စက်ကမင်းတို့တတ်မှမင်းတို့ဖြတ်မှမင်းတို့ဖမ်းမှမင်းတို့မီးရှို့မှ အဲ့တော့မလုံနဲ့လုံနေတဲ့ကောင်တွေကိုလုံလို့အပြစ်ပြောတယ်ဆိုတာအဓိပ္ပာယ်ရှိတာစဉ်းစားလေဟမ်ရင်းနာစရာဒေါက်တာသီဆန်ဆန်ပြောတဲ့မိတ်ခွန်းနေနော်အဲ့မိတ်ခွန်းမှာကျွန်တော်ကြားတိရသူပြောတာရှင်းရှင်းလေးပြည်သူကို silent လုပ်ဖို့ပြောတာ silent တပိတ်လုပ်ဖို့ပြောတာအတန်တိတ်တပိတ်အတန်တိတ်တပိတ်လုပ်ခိုင်းတာဒိုရင်ဒိုရင်လမ်းလက်ကောင်ထွက်အောင်ခိုင်းတာမဟုတ်ဘူးရဲစခန်းဝင်စည်းခိုင်းတာမဟုတ်ဘူးနော်ဌာနဆိုင်ရာယုံနေဝင်စည်းခိုင်းတာမဟုတ်ဘူး ကိုပစက်ပေါက်ကိုကိုပိတ်ပြီးအတန်တိတ်တပိတ်လေးလှုပ်ဖို့လင်းအောင်တိုက်တိုးခွင့်မရဘူးဆိုရင်ငါတို့ရဲ့တော်လှန်ရေးကဘာလို့မတော်လှန်တော့မလဲအဲ့တော့ဒေါက်တာသေစာစန်းဆန္ဒပြဝါနဲ့ဈေးကိုစစ်တပ်ကအကုန်လုံးလာဖြစ်တယ်ဒီကောင်တွေလှုပ်မှာပဲဒါဒီကောင်တွေဇရိုက်အဲ့ဒီဇရိုက်ကိုမလိုချင်လို့အသက်ပေးတော်လှန်နေကြတာရဲဘော်တွေကဒါပေမဲ့အဲ့ဒီအသက်ပေးတော်လှန်နေရတဲ့ရဲဘော်တွေနေရာကနေနော်ဟာမင်းတို့ကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုတော့ ဟိုကွန်ပလိန်ကပြည်သူကိုတခါမှတက်တာမလို့ဘယ်ရဲဘော်မှပြည်သူကိုအပြစ်ပြောနေတယ်လို့မတွေ့ရဘူးဒါပေမဲ့အသက်ပေးနေတာကအဲ့ဒီရဲဘော်တွေအသက်ပေးဘဝပေးတဲ့သူတွေကအပြစ်တင်တာလို့เนาะညူစုတာတို့ဆိုတဲ့လောက်ရက်ကိုဘယ်သူမှလောက်ခွင့်မရှိဘဲနဲ့ဘယ်နေရာမှအသက်မပေးဘယ်နေရာမှဟိုဘဝတွေမရင်းသားတဲ့လူကတာမန်တော်လိုင်းဘက်ကိုထောက်ခံပါတယ်တော်လိုင်းဘက်ဝင်းရပါတယ်ဆိုတဲ့သူတွေကမျိုးစုံအပြစ်ပြောညူစုပြောခံကြည့်ရတယ် တရားကမြတ်တာနည်းနည်းလေးစဉ်းစားကြည့်ပါဗျာနော်အကြောက်တရားနဲ့နေရာတကောင်ရိုက်မတွင်းမှနဲ့တတလုံးခမရတို့အကြောက်တရားနဲ့အုပ်ချုပ်လာတာအဲ့ဒီအကြောက်တရားနဲ့ပဲအုပ်ချုပ်လာတာဒီနေ့လက်ရှိမြန်မာတနိုင်ငံလုံးလူကြီးအတန်းဘလောက်ရှိတယ်စစ်သားဦးရေဘလောက်ရှိတယ်တနတ်ရှိတယ်မပြောနဲ့ငါတို့ပြည်သူမှလည်းတနတ်ရှိပြီဘာဖြစ်လို့စစ်သားကအုပ်ချုပ်လို့ရတာလူကြီးအချိုးနဲ့တွက်ကြည့်တန်း90ရှိတယ်စစ်တီအင်အား9သိန်းတွက်အချိုးပေါင်းဘလောက်ဖြစ်နေပြီ နော်အရင်ခေတ်ကတော့တို့လက်ထက်မှာတနတ်ရှိလို့ဆိုတဲ့စကားကိုပြောခဲ့ကြတယ်အခုခေတ်ငါတို့လက်ထက်မှာလည်းတနတ်ရှိပြီလေဘာနဲ့အုပ်ချုပ်တာလဲအကြောက်တရားနဲ့အုပ်ချုပ်တာဒလန်တွေမွေးတယ်ဒီလိုမျိုးပါနဲ့လူမိဖမ်းမယ်တပ်ဖြတ်ပြက်ပြတယ်ဟောရက်ွက်ထဲမှာလူပေါင်းတပေါင်းရှိတယ်ဒီရက်ွက်ကြီးတစ်ခုမှာဒါပေမဲ့လူတယောက်နှစ်ယောက်ကိုဖမ်းပြီးဖမ်းပြတယ်စီးပြတယ်ထုပြတယ်ရိုက်ပြတယ်အဲ့ကြံတဲ့6000ကျော်ကအကုန်ကြောက်အကုန်ငိမ့်အဲ့တော့ဘာဖြစ်လာလဲအခုကြည့်မတေးဒီဆန္ဒပြပွဲနဲ့ဘာမှမဆိုင်ဘူးဗီဒီယိုထဲမှာလည်းတွေ့တယ် ဒေါက်တာပင်စာဆန်းတို့ဆန္ဒပြသွားတာဘယ်ပြည်သူမှထားပြီးတော့ဟေးဟုတ်တယ်ဟေးတို့အရင်ထအောင်နေတာမဟုတ်သူတို့လည်းဒီလိုလုပ်မှုရှိရလုပ်နေတာဒါကိုဈေးကိုလာဖြတ်တာစောင့်ပြစ်ပြောရင်အဲ့ဈေးဖြစ်တဲ့မေလိုးတွေကိုပြောရမှာလေဟမ်အဲ့ဒီမေလိုးတွေကိုကဘာတိအောင်ဝိုင်းအောင်ရမှာအမဒေါက်တာပင်စာဆန်းဆန္ဒပြတာဘာမှမဆိုင်တဲ့ပြည်သူဈေးတွေကိုဟမ်မှဖြတ်နေပါတဲ့တနိုင်ငံလုံးရှိတဲ့လူဝိုင်းအောင်ရမှာကဘာတိအောင်လို့အကျိုးထူးလားမထူးလားမပြောနဲ့ နော်နှမ်းတစင်းနဲ့စီတဘုံမဖြစ်ပေမဲ့နှမ်းတစင်းဖြစ်လာရင်တော့စီတဘုံကျင်းနေပြည့်လိမ့်မယ်နော်အဲ့တော့ငါတို့ပြောခဲ့တာကဘာအောင်စောက်ဝိဆိုင်လာမထင်နဲ့မင်းတို့တော်လှန်ရေးကိုထိုင်ကြည့်နေတဲ့ကကဘာကြီးကမင်းတို့အားပေးတာပဲလားရှင်းရှင်းလေးသဘောတရားတွေတိဖို့လိုတယ်အဲ့တော့လုံနေတဲ့ဒူတွေနေရာမှာရင်နာတယ်ကျွန်တော်အာချွတ်တယ်တွက်လာဟာတော်လှန်ရေးဘက်ကလူတွေမထင်သားလို့ချွတ်နေဆိုအဒေါက်တာတေဆန်ဆန်ကဘလို့ဖြစ်တာလို့ညာလို့ဖြစ်တာလို့စကားတွေဟာခဏသူ့နေရာမှာဝင်လို့ကြည့်စမ်းဝင်လို့ရဲလား ယူနေတဲ့လူမဟုတ်ဘူးဒေါက်တာတေဆန်ယူပြီးတော့ဈေးတဝီထအောင်လာမဟုတ်ဘူးအဲလူကောင်ခင်ဗျားတို့ကျွန်တော်တို့အုံနောက်လိုပဲဒေါက်တာဖြစ်အောင်စာရီကြက်မှတ်ပညာသင်ထားတဲ့ခေါင်းတစ်ခုသူဒီလိုလောက်တာဒီဘာကြောက်လဲဘလောက်တွေးအေးနေတယ်အခုယူဆက်ခွန်ဘောလုံးပွဲဟမ်ကွင်းလုံးပြည့်အဲ့ဒီကွေးလုံးပြည့်တဲ့လူတွေကိုအဝအနေစောက်ပြီးတယောက်ချင်းစီမင်းတို့စံနှံအမှန်ကိုမေးလက်ရှိအာနာတိန်းနာတော်ကိုလက်ခံလားမင်းအောင်နိုင်ကိုလက်ခံလားမေးဘယ်ကောင်းမှလက်မခံဘူးဒါပေမဲ့တော့မပါလို့လေကိုနဲ့မဆိုင်သူတို့ပဲ ဒါနဲ့အခုနောက်ပိုင်းမြို့တွေမှာစီရင်ပြစ်မှတ်တွေမဖြစ်ဘူး UG တွေကိုမြို့အိမ်ရောင်ရှော့ချလိုက်တယ်မြို့မှာပြစ်တာခတ်တာတွေတိတ်မသွေးရဘူးမြို့မှာနေဒီအဝင်းဝိုင်းကိုရက်ကွက်ထမ်းမှနေတဲ့ကောင်တွေကအာဟုတ်တယ်ငါတို့ကအင်းစင်းပဲအာငါတို့အင်းစင်းနေတော့မင်းတို့ကလာဖြက်စည်းတယ်အဲ့ဒါပညာမဲ့အတွေ့ပညာမဲ့အမြင်နော်တော်လိုင်းအင်းအစုတွေရှိတဲ့ data တွေမှာတိုက်ပွဲတွေဖြစ်နေတာဘလူပြစ်နေလို့လဲစစ်တပ်ကပြစ်နေလို့အဲ့ဒီမြို့တွေမှာတိုက်ပွဲမဖြစ်တာဘဒူလာမပြစ်လို့လဲကျောင်းတို့တော်လိုင်းအင်းအစုတွေလာမပြစ်လို့လာပြစ်လို့မရတာလား ပြစ်လို့မရလို့လာမပြစ်ဘူးဆိုရင်တော့တမျိုးဟုတ်တယ်နော်ပြစ်လို့မရဘူးလားရတယ်အကုန်ပြစ်လို့ရတယ်ပြစ်လို့ရတဲ့အတိုင်းမပြစ်ဘူးဆိုတော့ဘာဖြစ်လဲအဲ့ခမားတို့ဒီသူကိုထိမှဆိုလို့နော်တော်လိုင်းဘက်ကအဲ့လောက်ထိလိုက်ပြီးတော့ဂယုစိုက်ပြီးတော့ဒီပြည်သူတွေနော်အခုမင်းအောင်နိုင်ကလော်ဘီကုမ္ပဏီငှားထားတယ်အမေရိကန်နဲ့အစင်ပြိုးအတွက်လော်ဘီကုမ္ပဏီငှားတယ်လော်ဘီကုမ္ပဏီကတော့သူကလုပ်ငန်းလက်ခံကျန်တာဖြစ်တဲ့အတွက်သူ့လုပ်ငန်းကိုသူဒီဇိုင်းဘက်ကသူစူးစမ်းမှာပဲအားထုတ်မှာပဲ ရှင်းနေတယောက်ရှင်းနေငါးတိုင်းဘာလို့မတူတီတဲလို့တဲခံဘက်ကနေသူရှောက်လက်ချက်တွေပေးมาပဲတဲခံအမှုပေါ်ဖို့အတွက်အမှုလွတ်ဖို့အတွက်ဓာတ်တွေ့တောင်းဝင်ဓာတ်တွေ့ဂျူတီပဲเนาะအဲ့ဒါအဲ့ဒါကိုသူဂျူတီကိုကျွန်တော်တို့ကဘလို့တားဆီးနိုင်ပါလဲသူရဲ့အလီပိုင်းတွေတက်တဲ့တွေပြခွင့်ရဖို့အတွက်ပျော်ပြမယ်အေးဆေးပြမယ်နေပြမယ်အကြောက်တရားနဲ့ခြောက်ချားပြီးငြိမ်ပြမယ်ကဘာကြီးကဘလို့လက်ခံလိုက်ဟာမင်းတို့တိုင်းပြည်မင်းအောင်လည်းအုပ်ချုပ်တာကိုလက်ခံနေပြီမင်းအောင်နိုင်ကိုပြည်သူကလက်ခံတော့ပြီ ဟောအခုရန်ကုန်ဝမ်ရန်ကုန်ပါဝင်ဝမ်တွင်းမှာလူ90ကျော်စစ်မှုထမ်းဆွဲသွားတယ်အဲ့ဒီစစ်မှုထမ်းဆွဲကန်ထိတဲ့လူတွေတွားကြည့်ပါတော်လန်ရေးကိုကိုယ်နဲ့မဆိုင်တဲ့လူတွေနေမပိုင်ကျွန်တော်လက်ပြလာဖြတ်လိုက်ဒါပေမဲ့အခုတော့ဆွဲကန်ထိတယ်ပါနေချင်တာအဲ့ရှိတန်းကိုမပါချင်ဘူးငွေရည်ဖြစ်ကြပြီတမိခဲ့တဲ့မိသားစုကဟမ်ပေးပါလေရှင်တန်းကြောင့်မသားပေါ်မှာတိတယ်လေဟောအဲ့တော့အဲ့ဒီလူတွေလာအဲ့ဒီ90တော့ စစ်မှုထမ်းဆွဲကန်တီးတဲ့လူတွေကတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်ပူးပေါင်းလှုပ်ဆောင်ခဲ့မယ်ဆိုရင်အခုလိုမျိုးဖြစ်လာစရာအကြောင်းရှိတယ်။အဲ့ဒါအဖြေပဲရေများရေနိုင်မီးများမီးနိုင်ပြအကြောက်တရားဆိုတာနော်ချောင်ချားတဲ့လူများရင်အကြောက်တရားဆိုးမိုးသွားလိမ့်မယ်။ဒီအကြောက်တရားကိုမချောင်ချားပဲနဲ့အန်တုတဲ့လူတွေအရှိမဝင်းရံတဲ့လူကဝင်းရံပြမယ်ထောက်ကြောက်ပြမှာမဟုတ်ဘူး။ ဘာလို့တော်နာတော့ဘူးလဲအဲ့ဒါအတိတရားကျွန်တော်လူပြတ်ဆက်သွက်ဘူးတဲ့ကိုစီကိုလူကျင်လို့တဲ့အလူကျင်ထမ်းရပဲလူကျင်ပုံဘူးတဲ့သူကြောက်လို့ပေါ့နော်ဂျားနေလူတယောက်ခံပြီးတော့သူလုံလို့ရလားဆိုလက်မခံနဲ့ခမသိမ်းတယ်ပဲရှိကြီးလူကျွန်တော်လက်မခံဒီတော်နာရင်အတက်တွေဘွားတွေရင်းထားတာတောင်းစားမဟုတ်ဘူးတိလာကိုကျိုးရှာတဲ့ကောင်းလေးနော်ယာရုအာနာယူတဲ့ကောင်းလေးကြောင့် တိုက်ခိုက်ခံထိနေရတာငါတို့တော်လှန်ရေးကရင်းထားတာငွေစက်ကူနဲ့ရင်းထားတာမဟုတ်ဘူးဟဲ့ဒီရင်မထဲကနှလုံးသားအသက်နဲ့ရင်းထားကြတာကဘောကလေးလူဟာလံဘွားနဲ့ဘယ်ကောင်မှကျွန်တော်လက်မခံဘူးရှင်းချင်းလေးဒီမိုကရေစီကာလမဟုတ်ဘူးဒီကာလဟာဒီမိုကရေစီကိုလွတ်တွားလို့ပြန်တိုက်နေတဲ့ကာလနော်မချင်တဲ့လဲသိကျွန်တော်အမုန်းခံပြီးတဲ့ပြောတာအသက်ရင်းနေတဲ့လူကိုဗျာမကူဟိုအာဟုတ်တယ်နော်ဒါငါတို့ဟိုတီတူတွေသွေးမေးအေးအောင်သူကိုယ်တိုင်ဒီလိုလုပ်ပြတယ်ခေါင်းဆောင်ပီတာတယ် ဒါဒေါက်တာပြဿနာဆိုင်ကျွန်တော်စကားလည်းမပြောဘူးဟိုအဆက်ဆက်လည်းမရှိဘူးဒါပေမဲ့လို့တော်လိုင်းနဲ့ပတ်သက်လိုက်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကလုံးဝအဖြစ်ပြတာစန့်ကျင်တယ်ဗျာကျွန်တော်ကတော့ကျွန်တော်လုံးနဲ့ကျွန်တော်ကိုစန့်ကျင်တော့ကျွန်တော်အခုကျွန်တော်ကိုစစ်တပ်ကဖမ်းမယ်ဆီးမယ်အကျိုးစီးပွားနဲ့ပတ်သက်မယ်ကျွန်တော်စိတ်လဲပြီးတော့ကျွန်တော်စစ်တပ်ဘက်နဲ့အဲ့လိုရိုင်းပြီးတော့အကြောက်တရားတွေဝင်သွားမယ်ကျွန်တော်အဲ့ဒီဇကားတွေပြောလာမယ်ဆိုလဲခင်ဗျားတို့ကျွန်တော်ကိုမထားနဲ့ရှင်းပြတဲ့အောင်ရှင်းပြလိုက်ဒါကျွန်တော်အရှင်းဆုံးပြောတာဘာလဲဗျာအခုကနည်းနည်းပြလို့ရှိရင်ဟို ရုပ်မာတဲ့လူကိုပြန်လဲတုတ်ပြန်တဲ့လူကလှုပ်တယ်။ဒါပေမဲ့အပြစ်ပြောရင်အဲ့ဒီရုပ်မာပြီးတော့နီလန်းပေါင်းစုံနဲ့ဒုက္ခပေးနေတဲ့ကောင်တွေအပြစ်မပြောဘူး။ဟာမင်းတို့ကစစ်တပ်ကိုတွန်းပစ်တာဟိုကစစ်တပ်ကမီးဝင်ချို့မှာပေါ့။အဲ့စကားမှန်လား။ငါလီစစ်တပ်ကိုတွန်းပစ်တာနဲ့မဆိုင်တဲ့ယူအောင်မီးချို့စရာအကြောင်းရှိလား။ပစ်တာကပစ်တာတမှုမီးချို့တာမီးချို့တာတမှုကောင်းတယ်ချင်းမတူဘူး။အခုဒေါက်တာသေသာဆန်းဆန္ဒပြတာဒေါက်တာသေသာဆန်းအမှုဒါသူ့ကောင်းစဉ် ဘာမှမဆိုင်တဲ့ဈေးနဲ့တွေကိုဝင်ဖြတ်စည်းတာအဲ့ဒါခေါင်းစဉ်တစ်ခုနော်နောက်တစ်ခုရှိတာကဒီတိုင်းမိမှာဒီအာနာသိမ့်တဲ့မေလိုးတွေဟာသူများဘာမှမလုပ်လို့ငြိမ်နေရောခွန့်လွတ်လာဟမ်အခုကျွန်တော်ဖတ်သွားတဲ့တတိယနေရာမှာအဲ့ရဘဘူးမှဆန္ဒမပြဘူးစည်ရည်လည်းမဖြစ်နေဘူးဒါမှဘာလို့ဝါလဲဒါတမိဇာပဲရှိသေးတယ်နာကြပါအကြောက်တရားလူကခမားတို့နေပြောတော့ဗုဒ္ဓဘာသာဆိုဘာဗုဒ္ဓဘာသာဟမ်ဗုဒ္ဓဘာသာဆိုတာကံကံကြီးအကျိုးယုံကြည်ရမယ် ပေကြီးသောနဲ့ပေကံပါလိုက်ပေမှာပဲအချုပ်သေးကြကံပါလိုက်ကြမှာပဲအေးကြကံနဲ့ဒီဘဝမှာကိုလှုပ်တဲ့အလုပ်ကဘာလဲကိုကမတည်ရဲဘူးလားပေမှာကြောက်လားအချုပ်သေးထိမှကြောက်လားဖမ်းကထိမှကြောက်လားမပတ်တဲ့နဲ့ဝေဝေးနေနေမပြောဘူးအပြစ်မပြောဘူးမလှုပ်လို့အပြစ်မပြောဘူးကျွန်တော်တို့အခုပြောနေတာကမလှုပ်တဲ့သူကိုအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့လှုပ်နေတဲ့လူကိုကလန့်တိုက်အောင်စောက်ပြက်တနာရှာတဲ့အလုပ်ရမျိုးတွေတော့ပါဇက်ပိတ်ပေးပါနော်မဟုတ်ဘူးဟိုဘက်က ဒီစစ်တပ်ကိုထောက်ခံနေတဲ့အောက်တန်းသားခွေးမျိုးတွေဆိုရင်တော့ကျွန်တော်မပြောဘူးနော်အခုကျွန်တော်ပြောနေတာကိုဘက်ကဘာဆိုတဲ့လူတွေကိုပြောတာဟိုဘက်ရက်ကွက်ကဒီလူပကောင်းတဲ့ဘက်ကကခေါင်းပေါက်ပြီးလူရုပ်ပေါက်နေလို့လားလူတို့တတ်မှတ်ထားပြီးတော့လောက်ရတဲ့အတိတရားလူနဲ့တူတဲ့တခုမှမလုပ်တဲ့အောက်တန်းသားတွေကိုကျွန်တော်စကားထက်မပြောဘူးနော်တော်လန်ရေးဘက်ကပါတော်လန်ပြည်သူပါတော်လန်ရေးဘက်မှာလုံနေတဲ့ဒူပါဆိုပြီးတော့တတိလေးတစ်ခုကြားရတဲ့တေချာစီစစ်မလား ဝေဖန်မလားသုံးတတ်မလားမရှိဘူးဘတ်လည်းပြောပလိုက်မယ်ဟမ်အာမင်းတို့ဒေါက်တာဒေသာဆန်ဘာဝင်လို့လားအာမင်းတို့ကစစ်တပ်ကိုတွားပစ်တာဟုတ်ဟမ်မင်းတို့စစ်တပ်ကိုတွားမလုံးနဲ့မဆိုင်ဘူးလေစစ်တပ်ကတာဝန်ရပါလေတိုင်းပြည်နဲ့ပြည်သူကိုစောက်ရှောက်ကမှာတိုင်းပြည်ဆိုတာပြည်သူကိုကိုစားပြုတ်တာအဲ့တော့အဲ့စစ်တပ်ကပြည်သူကိုမစောက်ရှောက်ပဲပြည်သူကိုတတ်နေတာလက်ခံစရာအကြောင်းမရှိဘူး အဲ့ဒါကိုကာကွယ်ပြီးတွားပစ်တဲ့သူကိုအပြစ်ဖြစ်ကြတယ်ဆိုတော့ဒီလူတွားပစ်လို့ပဲဒီစစ်တကရွာတဲ့မိရှို့လို့ဒီပြစ်တဲ့ကောင်တွေမှာတရားခံဖြစ်တယ်လို့လို့အမဲပြစ်တဲ့ကောင်မင်းတို့မနိုင်ပြစ်တဲ့ကောင်မလုပ်လေမဆိုင်တဲ့ရွာကိုလုပ်စရာအကြောင်းမရှိဘူးလေဘာဆိုင်လဲရွာနဲ့ဟမ်အဲ့တော့မဆိုင်တဲ့ဟာကိုလုပ်တဲ့ကောင်ကအပြစ်ပြောရမှာမဟုတ်ဘူးလားပြစ်တဲ့ကောင်အပြစ်ပြောရမှာလားအဲ့ဒါအဖြေပဲတခါကြရင်လေဟိုအီယိုကျွဲလောက်တဲ့လူဒန်းစားတွေကြောင့်ကျွန်တော်တို့တိုင်းပြည်မှာအာဓမ္မတွေကကြီးစိုးလာ နော်အားရပါတယ်တို့အခမ်းအနားပွဲဆိုလဲဒါပြောရင်စကားအများကြီးဆက်သွားနိုင်မှာဟိုမင်းအောင်စောက်စီအကြီးသားပြောမှာဒါပွင့်လင်းပြောတာကျွန်တော်ဘာကောင်းမှလည်းမဟုတ်ဘူးနော်ဒါပေမဲ့ပြည်သူတွေကပြည်သူပဲကျွန်တော်အမြင်ကိုကျွန်တော်ပြည်သူတယောက်အနေနဲ့လွတ်လပ်စွာပြောတာဒါဘယ်တော့ပဲဘယ်သူ့ပုံမှလည်းကျွန်တော်ဆရာလုပ်တာမဟုတ်ဘူးဒါပေမဲ့တိုင်းပြည်ပေါ်ကိုအာဏာရှင်စနစ်အမြင့်ပြတ်ရှင်တယ်အလုံးဒန်းတို့ညီမျှဆိုတဲ့စနစ်တစ်ခုကိုကျွန်တော်လိုချင်တယ်အဲ့ဒါကျွန်တော်ရင်ထဲကဆန္ဒပဲ အဲ့ဒီအတွက်စီလုံးမှုညီညွတ်မှုကိုလိုက်တိစောက်တယ်ကြိုးစားတယ်ဒီလိုမျိုး EU ကျွေးလောက်တဲ့ဟာမျိုးတော့ကျွန်တော်တို့ကလက်ခံပေးလို့မရဘူးเนาะအဲ့ဒါအဲ့ဒါလေးကိုတော့တိစေခြင်းနဲ့ကျွန်တော်ဘယ်သူ့ကိုမှတိုက်ခိုက်ပြီးပြောတာမဟုတ်ဘူးရင်ပတ်တဲ့ကအမှန်တရားချစ်တဲ့စိတ်တစ်ခုနဲ့ပဲကျွန်တော်ပြောတာဒါဝင်မှကျွန်တော်ကိုမုံလဲမုံကြမတတ်နိုင်ဘူးเนาะဒါဒါမျိုးမုံတော့ကျွန်တော် view ဆိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲကျွန်တော်မဟုတ်တာပြောတာမဟုတ်မဟုတ်တာလုပ်တာမဟုတ်ဘူးတိုင်းပြည်မှာအသက်ပေးနေတဲ့လူတွေကိုခင်ဗျားတို့ကိုကျင်းစာကြည့်ပါအဲ့ဒါလို့စိတ်ညှိုးထားကြမယ်ဆိုရင်ဘာလို့ခု 2021တုန်းကတို့အရေးထွက်ပြီးလက်တော်ကျောင်းထောင်ကြ။ခမရတို့ထင်တာပါလေ။တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုဆိုတာအဲ့လို လက်တော်ကျောင်းလေးထောင်လိုက်လို့អော်လိုက်လို့ရောက်သွားမထင်တာ။နော်။တထောင်တန်တဲ့ပစ္စည်းကို30လောက်ပေးပြီးတော့မလို့ခြင်းနဲ့လေဒီပစ္စည်းကခက်ခဲတယ်ပင်မန်းတယ်ကြက်သေးတယ်တန်ဖို့ကြီးတယ်အဲ့တော့တန်ဖို့ကြီးတဲ့အရာတခုကိုပေးဆက်မှုကများမှာပဲအဲ့တော့တန်ဖို့ကြီးတဲ့အရာတခုလက်သုံးချောင်းထောင်ပြီးတော့အတို့ရေးတို့ရေးဘောင်းဘောင်းပြင်ငြိမ်သွားတာအဲ့ဒါအတိတ်ပဲဖြစ်ဘူးအစတည်းကလက်သုံးချောင်းမထောင်ခင်တည်းကကိုယ့်ကိုစဉ်းစား ငါဘယ်လောက်ထိပေးဆက်နိုင်လဲငါဘယ်လောက်ထိလုံနိုင်လဲအေးမလုံနိုင်ဘူးဆိုတော့ပါဇက်ပေပြီးကိုယ့်အကိုထိုင်းနေလုံနေတဲ့သူတွေကိုဘာဖြစ်လဲကလန်းတိုက်အောင်ပြဿနာရှာအောင်ရန်သူအားပေးတော့မလုံကြနဲ့ဒါကြောင့်မလို့ကျွန်တော်အမြဲတိုက်တွန်းတဲ့စကားရှိတယ်ကိုယ့်ရဲ့ပြောဆိုမှုကိုယ့်ရဲ့လှုပ်ဆောင်မှုအဲ့နှစ်ရက်ဟာရန်သူတွေအတွက်အားဖြစ်သွားမလားကိုယ့်တော်လှန်ရေးကိုထိခိုက်ပျက်စီးသွားမလားအဲ့နှစ်ခုကိုကြည့်ပါတကယ်တော်လှန်ရေးပေါ့စေတနာထားတယ်ဆိုရင်ကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်ရန်သူတွေအင်အားဖြစ်သွားမလားဟိုဘက်ကခွေးဝမ်းတာဝါမလား ကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်ကိုတော်နိုင်ရေးဘက်ကိုထိခိုက်သွားမလားအဲ့ဒါဆိုရင်ကိုတို့ရရှောင်ရမယ်အေးတကယ်တော်နိုင်ရင်ပေါ့စေတနာဖြူစင်နေဆိုရင်ပေါ့နော်အထင်ပေါ်ခြင်းကြော်ကြားခြင်းနေရာရခြင်းရာထူးရခြင်းအဲနာမည်ကြီးခြင်းနောက်ပြီးတော့ငါမင်းသားမလို့ကပတ်မထိုးပေါက်မယ်ဆိုတဲ့စိတ်ဓာတ်ရှိခြင်းနေဆိုရင်တော့ဒါဆိုရင်တော့ကြိုက်တယ်လို့လို့ပေါ့ရှင်းနေတယ်ဟုတ်တယ်နော်တကယ်တော်နိုင်ရင်ဆိုတဲ့တော်နိုင်ရင်ဆိုတဲ့ဒီပြရုပ်လေးတစ်ခုပေါ်မှာပဲစိတ်ကိုနှစ်ပြီးတော့ဒီပေါ်မှာပဲကောင်းစေခြင်းနေဆိုရင် ိုပြောလိုက်တဲ့စကားတခုဟဲ့ရန်သူခွေးဝမ်းတောင်ဖြစ်မှာကျွန်တော်အဲ့ရန်တွေးတယ်ပြောချင်တာပေါ့ NUG ကိုကျွန်တော်ပြောချင်တာတပုံကြီးနော် CRPH ပြောချင်တာတပုံကြီးအများကြီးပဲကျွန်တော်ပြောမဲ့ဟာတွေဒါပေမဲ့ဘာဖြစ်လို့လဲငါဒီလိုပြောနိုင်ရင်ခွေးဝမ်းတာမယ်ကတော့ပဲလီးတော်မပြောဘူးကွာငါငါအပြင်မှာငါတို့ချင်းချင်းတွေးမှာငါပြောပြီးပြောမယ်ဟုတ်တယ်မလားငါဒီလိုလုပ်နိုင်ရင်ခွေးဝမ်းတာကတော့မပြောဘူးကွာတာတာကျွန်တော်ဆိုအဲ့တိုင်းခံယူတယ် ဇကာတခွန်လိုင်းပေါ်မှာလက်တဆပဲပပန်လေးစပြောဘတ်ကလေးပြောရတယ်ရှာအယိုးမရှိတိုင်းပြောတာလူရလေဒါပေမဲ့ကိုပြောလိုက်တဲ့ဇကာကြောင့်တော်လန်ရေးကိုထိခိုက်ဝမ်းမလားလုံနေလူစိတ်ပြတ်သွားမလားစိတ်ဝမ်းကွဲဝမ်းမလားနော်တွေးကွဲဝမ်းမလားစီးလုံးမှုပြိုပြက်သွားမလားငါပြောလိုက်တဲ့ဇကာတခွန်ကြောင့်အင်အားတွေပိုဖြစ်လာမလားအင်အားတွေပြိုဝမ်းမလားအမြင်တွေကွဲကုန်ကြမလားဒါတွေကိုကြည့်ရတယ်တကယ်တော်လန်ရေးစိတ်သက်ရှိတယ် လူပုဂ္ဂိုလ်တွေခံစားချက်တွေကျွန်တော်လိုက်ကြည့်လို့မရဘူးယင်တဲ့ခံစားချက်ကတော့ဒီတော်နိုင်ရင်မှလုံနေတဲ့လူတွေထဲမှာလဲကျွန်တော်သေလောက်တတ်ချင်တဲ့ကောင်တွေတပုံကြီးဘယ်ဘာမှပြဿနာမရှိဘတ်ပတ်ပတ်ကျွန်တော်ရှင်းပြလိုက်ပြီဒါပုံမလင်းလင်းပြောတာဒါပေမဲ့တော့အော်ဒူလက်တော်နိုင်ရင်လုံနေသူ့ကြောင့်တော်နိုင်ရင်မှအထောက်အကူတစ်ခုရနေတယ်အတူကိုတိုက်ခိုက်လာတဲ့ဒူတော်ကိုကာဝတ်တင်ကာဝတ်ပေးလိုက်ကောင်အေးတော်နိုင်ပြီးတဲ့ကာလမှာဟဲ့အောင်လာခက်လာမင်းတို့ငါမကျင်တော့လီးပဲမင်းနဲ့ငါချမယ်လားအဲ့လိုယောက်ျားစိတ်တွေမွေးချမ်းမှာဘာလို့ကိုကျွန်တော်တို့ ကလိန်ကတိမိမလောင်မိမချအောက်တန်းကြတဲ့စိတ်တွေမွေးပြီးတော့ငါမရငါနေရမရပတ်မကြီးထိုးပေါက်လိုက်မယ်ဆိုတော့စိတ်တွေဟမ်ဒါမျိုးတွေအဲ့ဒီအောက်တန်းကြတယ်အဲ့တော့လူတွေကလေကိုတို့ကတော့တို့အာရုံနဲ့တို့ပြောနေပြီမယ်တို့ကြည့်ယိုသူမချက်မြင်သူချက်ရှက်စရာကြီးအော်ဒီလူတွေမချက်ဘူးနော်အခုဒေါက်တာဒေသနာကိစ္စမှာပြောနေတာပေါ်တစ်ခုတွေနှစ်ခုတွေကျွန်တော်ဒေါ်လာထွက်လာစိတ်တော့မရှိတော့ဘူးဗျာတကယ်ပြောတာလှုပ်တဲ့လူကိုဟိုမချီးကျူးတဲ့အပြင်ဒေသစမ်းကြောက်ပဲဈေးဝင်ဖြတ်ကြတယ်ဆိုတော့ဒေသစမ်းပြည်သူပဲဝင်ဖြစ်နေဆိုတာမျိုးနဲ့ အဲတေသာသမ်းဖို့လို့ကျွန်တော်တို့ကောင်မျိုးဆိုငါနဲ့မှကတော့တုတ်တယ်ကျွန်တော်အဲ့လိုပြောတဲ့ကောင်မျိုးဟုတ်ပြောတာဒါပုံဝင်လင်းပြောတာကျွန်တော်ဒါပုံကိုရင်ခံစားချက်နဲ့ပြောနေတာမဟုတ်ဘူးတီတော်နိုင်ရင်းမှာကျွန်တော်တို့ကရင်များရင်နိုင်မီးများမီးနိုင်ကြည့်ပါအတက်ကိုညံဆောက်တာမှန်တယ်ဒါပေမဲ့လို့လူနဲ့ချမ်းတာမဖြစ်ဖို့လို့လို့နေရကလိုက်နဲ့နေလို့မရဘူးနာအနာခံရတယ်နာမှာပဲအနေသိမ့်နိုင်ပြီးပေါက်နေတယ်ဒီအနာကြီးထဲမှာပြည့်ရတော်ရနေတယ်ဟမ်မဖောက်နဲ့နာလို့အာမင်းအဲ့နဲ့ဖောက်လို့နာတာ ဒါပေမဲ့အဲ့ဒီအနာဂံကြီးဖောက်တဲ့အက်ဒီဘာလို့ဖို့လဲအထဲမှာလိုက်စားနေတဲ့ပြီကိုထုတ်ဖို့ဒီပြီကုံဝါမှအဲ့ဒီအနာတက်တာမှမဟုတ်ဘူးလားအဲ့တော့လောလောဆယ်ဒီအက်ကလေးနာတာတော့ကျွန်တော်ခံတင်ခံရမှာပဲအဲ့အဲ့ဒီအက်နာတာကမင်းကြောင့်ဒီမှာအသားနာဝိုင်းအဲ့နဲ့လာထိုးတယ်ဆိုဆိုတော့ဒီဒီအနာကိုလှုပ်ပေးတဲ့လူနေရာမှာကိုချင်းစာကြည့်အောင်လေ तू ကအယွန်းခံညစ်ပတ်ခံပြီးတော့ तू လှုပ်ပေးတာလားဟုတ်တယ်မလားအဲ့လိုပဲအခုဒေါက်တာတေစာဆန်း တို့တို့အင်းစင်းနေလို့ရတယ်ဆရာဝန်တရားကိုစစ်တမ်းမှာအင်းစင်းလက်မှတ်ထိုးအခုချိန်နဲ့လက်မှတ်ထိုးလို့ရတယ်မပူနဲ့နော်ဒီလိုပညာရှင်တွေဝင်းနေတွေကဒီကောင်မျိုးတွေကဒီလိုမျိုးတော်လိုင်းမှာထင်ရှားကြော်ကြလူတိများတဲ့လူတယောက်အခုချက်ချင်းတို့ဘက်ကိုပူပေါင်းအခုချက်ချင်းလက်ခံမှာမပူနဲ့စောက်ဖို့ပြောတာအဲကောင်ကြီးတို့တော့တို့ဘဝအတွက်တို့ကတို့တကိုယ်ရတခါရကြိုက်တယ်လို့နေလို့ရတယ်တတိယနိုင်ငံသွားမလားနော်အဲ့တော့ဒီလူတွေလောက်နေတာဒီဘာအတွက်လောက်ကြောက်လဲဆိုတာလေးတော့တွေးပြီးပါနော်လေအလကားရတိုင်း ါဇက်တွေကိုစီကံရှိကြပါကျွန်တော်ပြောသလိုတော်လှန်ရေးမှာပါဝင်တဲ့ပြည်သူတယောက်ဖြစ်ကိုယ့်ကိုခံယူထားတယ်ဆိုရင်ကိုယ့်ရဲ့ဗဇက်မှာဘာဖြစ်လဲတော်လှန်ရေးစီကံရှိရမယ်ငါပြောလိုက်တဲ့စကားတခုငါလုပ်လိုက်တဲ့အလုပ်တခုကတော်လှန်ရေးကိုထိခိုက်သွားမလားဟိုဘက်ကမေလိုးတွေဝမ်းသာစရာဖြစ်သွားမလားဒါလေးကိုတွေးပါဒါကျွန်တော်အားလုံးကိုစေတနာအရင်းခံတဲ့ကျွန်တော်ပြောတာဘ누구မှဆရာလုပ်ချင်တဲ့စိတ်တက်ခိုက်ချင်တဲ့စိတ်เนาะဟိုအချားစိတ်တွေနဲ့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်တို့တွေကတယောက်ကအခြေအဥဆောင်ထွက်ဟုတ်တယ်ဟဲ့ငါတို့အားရအင်းနဲ့ဒလို့ဖြစ်အောင်နေရမှာ ဒါမှသာလုံနေတဲ့လူတွေအားရှိမှလीဗျာဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့သွားလုံလဲဩငါတော့အာဒရွန်မှတက်နေအင်အားလိုက်အသက်ဆုံးပြီးငါဖမ်းခံထိနေတော့သွားပြီးတတ်ခံထိပြီဒါအဲ့ဒီဒေါက်တာတရားဆန်းအဲ့ဒီဆန္ဒပြနေမှာဦးစစ်တပ်ကကောက်ဝိုင်းဖမ်းလိုက်ရိုးရိုးတက်မှာမဟုတ်ဘူးနော်ဟာအထူးစပယ်ရှယ်နှိမ့်ဆက်ပြီးတက်မှာမဘူးနဲ့အခုလက်ရှိဟိုမှာနေရွက်ဖြတ်သွားတာနော်ပေါင်းပြုတ်နေမှာနေရွက်ရဲ့လက်တွေဖြတ်သွားတယ် အဲ့ဒါဒေါက်တာပင်စာဆန်းတို့ထင်ရှားကြော်ကြားတဲ့ဒီတော်လိုင်းမှာလူတိများတဲ့ဆယ်ဒီပယ်ဒီကောင်းဆောင်တယောက်မဟုတ်သေးဘူးနော်ဘယ်သူမှမတိတဲ့တာမန်ပြည်သူတော်မှဘာလို့လဲရွက်ဖြတ်တယ်လက်ဖြတ်တယ်အဲ့လိုနှင်းဆန်းနှိမ့်ဆက်တယ်အဲ့တော့ဒေါက်တာပင်စာဆန်းတို့အဲ့ဒီဆန်းဆန်းပြပွဲနေမှာမိဝိုင်းဘယ်လိုနှိမ့်ဆက်လဲအဲ့ဒါတွေကိုဒေါက်တာပင်စာဆန်းမတွေးမိဘူးလားတွေးတာပေါ့သူလည်းလူဟာကြီးကိုတုတ်တားထိမှသူလည်းသိတာပေါ့နည်းနည်းလေးဟိုတော်လိုင်းရေးကြာလာလို့ရှိရင်လေကျွန်တော်တို့ကမောလာမှာပဲကျွန်တော်လေဓမားဆိုတော့ လေနဲ့ပတ်သက်လေအတွေ့အကြုံရှိတယ်နော်ကိုကိုတိုင်အဲလောက်ကတဲ့နှစ်ကတော့တနည်းနည်းပဲရှိပါလေလူငားတွေနဲ့လှုပ်တယ်အဲလူငားတွေလှုပ်နေတဲ့ကိုတွေတွေ့တယ်ကိုအဖေတွေနဲ့ကိုခစ်တွေလှုပ်နေတော့ကလည်းကိုတွေတွေ့ခဲ့တယ်ဆိုတော့အတွေ့အကြုံရှိတယ်အဲ့တော့လေထုံတဲ့နေရာမှာနွားဆိုတာတဘိုးနဲ့ကျွန်တော်ဘက်မှာလေထုံတာကျတော့နွားနှစ်ကောင်ထုံရတယ်ဒီဘက်တစ်ကောင်ဒီဘက်တစ်ကောင်နော်ဒါဘယ်ဘက်ကကောင်ဆိုရင်အတိုင်နွားလို့ခေါ်တယ်ညာဘက်ကကောင်ဆိုအလှည့်နွားလို့ခေါ်တယ်နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကသူတို့ပတ်တာ哦အဲ့တော့နည်းနည်းလေးပြင်မှန်းလာပြီဆိုတာနဲ့ကျွန်တော်မွေးခဲ့တဲ့နွားရှိပါတယ်ဟိုနှစ်ကော့တကောင်ဆိုရင် အဲကျွန်တော်နီကယ်တို့ခေါ်တူနာမယ်ဂျိုကတချောင်းတို့တချောင်းရှင်နဲ့ဂျိုကတို့ထောင်ထောင်နဲ့ဝေးဝက်သလုံးမပါနဲ့နှစ်ကော့နည်းနည်းလေးလေထုံစဆိုရင်ကျွန်တော်နည်းနည်း၈နာရီ၉နာရီလောက်ကြောနေဘူးလာပြီလေဆိုရင်ဘေးကတဘိုးအဲ့ဂျိုထောင်ထောင်နဲ့ရိုက်တာဂေါင်းဂေါင်းဟိုဘက်ကောင်ဆက်ထိုးတာဖူးသူကဘိုးတယ်နော်နှစ်ကော့ဆိုတော့သူ့ကိုမတင်းထားဘူးပေါ့ဟိုဘက်ကနဘီးဆိုတော့အရှူးထည့်ထိုးလိုက်ဘာလုပ်တာမောလာတာမောလာမဲတာအခုလက်တော်လိုင်းကြီးကကြာလာတယ် ကျွန်တော်မောလာမောလာလို့ကျွန်တော်လိုက်မဲလို့မြောက်မဲကိုနွားဖြစ်မှာနော်အဲ့ဒါလေးကိုတိစေခြင်းတော်လိုင်းကြာလာတဲ့ခန်းစားချက်ပေါ်မှာမောလာတယ်အဲ့ဒီမောလာတဲ့အပေါ်မှာမဲလို့မြောက်မဲကျွန်တော်တိရစ္ဆာန်ဖြစ်မှာကျွန်တော်ကလူတွေအကောင်းဆုံးကျွန်တော်တွေးနိုင်ရမယ်ကျွန်တော်တတိရှိရမယ်နော်ကိုယ့်အတက်ကိုလည်းကိုညံဆောက်ရမယ်အဲ့ my us and play ဘုံမြောက်ပေးနေတာမဟုတ်ဘူးဒါတွေကိုကျွန်တော်တိဖို့လိုတယ်အဲ့တော့ဒေါက်တာတေသာဆန်းကိုဒီလိုမျိုးမချီးကျူးပဲနဲ့အပြစ်တင်တဲ့ဒူတီအားလုံးကိုကျွန်တော်တို့ပြောတာဒီလူပုပ်ကိုကြီးဆိုရင်ပြောတာမဟုတ်ပါဘူး ဖြစ်တဲ့ဖြစ်ထိုက်တာကိုပြောပြတာပဲအခုကျွန်တော်ပြောတဲ့စကားကိုလက်မခံလဲရတယ်ဒါပေမဲ့လို့ကျွန်တော်ပြောတဲ့အမြင်မှာဘယ်နေရာမှားနေတယ်ဆိုတော့မှားနေတယ်အပြုလို့ဆောင်ပြောလို့ရပါတယ်နော်ဒါပြောခဲ့တဲ့သူတွေအားလုံးကိုကျွန်တော်အပြုလို့ဆောင်ပြီးပြောတာပါ